အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကိုရီးယားဘာသာစကားရဲ့တရားပိုင်းနဲ့ပတ်သက်ပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်ကိုရီးယားဘာသာစကားမှာတရားကို mon pop လို့ခေါ်ပါတယ် mon pop ဆိုတာကကြာတော့တရားပါဒီနေ့သင်ပေးမယ့်တရားကတော့ noun ပေါင်း a နောင်ပေါင်းအဲနောင်ရဲ့နောင်မှာအဲဆိုတဲ့ဒီစကားစဲလေးလိုက်ပြီးတော့ကိုဒါမှမဟုတ်သူ့ဒါမှဆိုဒါမှမဟုတ်ရင်မားဆိုပြီးတော့အသုံးပြုလို့ရတဲ့တရားလေးဖြစ်ပါတယ်နောင်ရဲ့နောင်မှာအဲကက်ပြီးတော့အသုံးပြုရမှာဖြစ်ပါတယ်ဒီတရားလေးကကြတော့နေရာကိုပြတဲ့အခါအချိန်ကိုပြတဲ့အခါမှာအသုံးပြုတဲ့တရားလေးဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနာဒီကနောင်နေရာမှာပေါ့နော်အသုံးပြုတဲ့အခါမှာနေရာနဲ့ပတ်သက်တဲ့နောင်အချိန်နဲ့ပတ်သက်တဲ့နောင်တွေကိုထည့်ပြီးတော့အသုံးပြုပေးရမှာဖြစ်ပါတယ်ဟုတ်ပြီနော်နောင်ပေါင်းအဲဆိုတာကကြတော့ကိုဒါမှမဟုတ်သူ့ဒါမှမဟုတ်မားဆိုပြီးတော့ ော့အသုံးပြုပြီးတော့ဘာသာပြန်ပေးရမှာဖြစ်ပါတယ်။ဟုတ်ပြီဒါဆိုရင်နမူနာလေးတွေနဲ့ကြည့်မယ်နော်။မာဂျွန်နာမေအီလ်ဟာကျူရဲကာယိုကျွန်တော်ကတော့နေ့တိုင်းအကြောင်းကိုတွားပါတယ်။ဂျွန်နာကျွန်တော်ကတော့မေအီလ်နေ့တိုင်းဟာကျူရဲအကြောင်းကိုဂါယိုတွားပါတယ်။ကျွန်တော်ကတော့နေ့တိုင်းအကြောင်းကိုတွားပါတယ်။ဒီစာကြောင်းလေးထဲမှာဆိုလို့ရှိရင်ကြတော့ဒီမှာဒီတရာလေးကိုအသုံးပြုထားတာကဒီမှာဟာကျူရဲဆိုတဲ့ ဒီနေရာလေးဖြစ်ပါတယ်ဟကယိုဆိုတာကကြတော့နေရာနဲ့ပတ်သက်တဲ့နောင်ဖြစ်တယ်အဲ့ဒီနောင်ရဲ့နောင်မှာအဲဆိုတဲ့ဒီစကားစက်လေးကိုထည့်ပေးလိုက်တာနဲ့ကျောင်းကိုဒါမှမဟုတ်ကျောင်းတို့သွားပါတယ်ဆိုပြီးတော့ဒါဖာတာပြန်လို့ရပါတယ်အသုံးပြုလို့ရပါတယ်ဟုတ်ပြီနော်ဒါဆိုတော့ခါကြတော့ဒီမှာကျွန်တော်မေအီးဟကယိုရဲ့ခါယိုကျွန်တော်ကတော့နေ့တိုင်းကျောင်းကိုသွားပါတယ်ဆိုပြီးတော့အသုံးပြုလို့ရပါတယ်ဒီဟကယိုကိုလည်းပဲဒီမှာဒီမှာဂါတန်နဲ့ဒီဂါပြင်းနဲ့တွေ့တဲ့အခါမှာဟကယိုမျိုးပဲနဲ့ဟကတန်နဲ့နော် ဆိုတဲ့အတန်လေးနဲ့ hakue ဆိုပြီးတော့ဒီလိုမျိုးလေးအတန်ထွက်လာမှာဖြစ်ပါတယ်။ jeonneun mail hakue ga yo ကျွန်တော်ကတော့နေ့တိုင်းចောင်းကိုသွားပါတယ်။ဟာလာဒီလိုလေးအသုံးပြုပေးရမှာဖြစ်တယ်။ဟုတ်ပြီဒီမှာဒီမှာဂါဒါဆိုတာကဒီမှာဂါယိုကကြာတော့ဂါဒါကနေပြီးပြောင်းလဲထားတာ main path တီအောင်လို့ဒီဂါဒါလေးကိုထည့်ပေးထားတာဖြစ်ပါတယ်ဟုတ်ပြီနော်ဟုတ်ပြီနောက်တစ်ချောင်းကြည့်မယ်ဒီမှာချင်းကူကရှစ်တန်ငယ်ဝါရောတငယ်ချင်းကစားတော့ဆိုင်ကိုလာပါတယ် ချင်းကူကတငယ်ချင်းကရှစ်တန်းငယ်စားတော့ဆိုင်ကိုဝါယူဆိုတာကကြောင့်လာပါတယ် ဒီဝါကြလေးမှာကျတော့ဒီနေရာလေးကိုအသုံးပြုထားတာဖြစ်ပါတယ်။ရှစ်တန်းငယ်ဆိုတာကျတော့စားတော့ဆိုင်ကိုရှစ်တန်းဆိုတာကျတော့စားတော့ဆိုင်အဲဆိုတာကကျတော့ကိုဒါမှမဟုတ်တို့စားတော့ဆိုင်ကိုလာပါတယ်ဒါမှမဟုတ်စားတော့ဆိုင်တို့လာပါတယ်ဒီရှစ်တန်းကလည်းပဲဒီမှာဂတ်တက်နဲ့ဒီမှာဓာပြီးနဲ့တွေ့တဲ့အခါမှာရှစ်တန်းလို့မဟုတ်ဘဲနဲ့တအတန်လေးထွက်ပြရမှာဖြစ်ပါတယ်ရှစ်တန်းဆိုတဲ့အတန်လေးထွက်ပြရမှာဖြစ်ပါတယ်ရှစ်တန်းငယ်စားတော့ဆိုင်ကိုဝါယိုလာပါတယ်အဲ့လိုပုံစံမျိုးလေးပြောရမှာဖြစ်ပါတယ်ဒီမှာချင်းကူကရှစ်တန်းငယ်ဝါယောတငယ် ယ်ချင်းကစားတောက်ဆိုင်ကိုလာပါတယ်ဒါမှမဟုတ်တငယ်ချင်းကစားတောက်ဆိုင်တို့လာပါတယ်ဆိုပြီးတော့ဒီလိုလေးအသုံးပြုပြီးတော့သူကရေးပြရမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဟုတ်ပြီဒါဆိုလို့ရှိရင်တော့ဒီမှာ order လာဒီကတော့ဒီမှာ why you ပြောင်းသွားတဲ့ဒီရုပ်ပုံစံပြောင်းသွားတဲ့ moving back ကိုထည့်ပေးထားတာဖြစ်ပါတယ်ဟုတ်ပြီနော်ဒီမှာနောက်တစ်ချောင်းနောက်တစ်ချောင်းကကြာဒီမှာ aboji ကဝယ်စားရဲ့ဒါညောရောအဖေကကုမ္ပဏီကိုသွားပါတယ်ဒါနီတာဆိုတာကကြာတော့သွားလာဒီ ဂျုံတက်ပြီးဒီနေရာမှာဆိုလို့ရှိရင်သူကဓာညောယူကိုအသုံးပြုလို့ရပါတယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဒီမှာအဘောကြီးကဆိုတာကြတာအဖေကဝက်ဆာရဲ့ကုမ္ပဏီကိုဓာညောယူဆိုတာကြတော့သွားပါတယ်ဒီဘွားကြလေးထဲမှာဒီတရာကကြတော့ဝက်ဆာရဲ့ကုမ္ပဏီကိုဝက်ဆာဆိုတာကကြတော့နေရာပြတဲ့နောက်နေရာပြရဲ့နောက်ရံမှာဒီမှာ A ဆိုတဲ့စကလုံးလေးကပ်လိုက်တဲ့အခါကုမ္ပဏီကိုဒါမှမဟုတ်ကုမ္ပဏီတို့ဓာညောယူသွားပါတယ်တက်ပါတယ်ဆိုပြီးတော့ပြောလို့ရပါတယ်အဘော်ကြီးကဝက်ဆာရဲ့ဓာညောရောအဖေကကုမ္ပဏီကိုသွားပါတယ် ပြီเนาะဒါဆိုလို့ရှိရင်နောက်တစ်ကြောင်းကြည့်မယ်ဟုတ်ပြီဒီမှာ oppa က hangugae isoyo အကိုကကိုရီးယားမှာရှိပါတယ်။ဒါဆိုလို့ရှင်ဒီမှာအပါကအကိုကဟန်ကူကဲကိုရီးယားမှာအစ်စောယူဆိုကြတော့ရှိပါတယ်။ဒါဆိုလို့ရှင်ဒီနေရာလေးမှာအသုံးပြုထားတာဖြစ်တဲ့ဟန်ကူကဲဟုတ်ပြီနော်ဟန်ကူဆိုကြတော့ကိုရီးယားဒါမှမဟုတ်ကိုရီးယားနိုင်ငံပေါ့ဟုတ်လား။အဲ့ဒီကနေရာပြတဲ့နောင်းရဲ့နာမှာဒီမှာအဲဆိုတဲ့ဒီသဒ္ဒါလေးကိုကပ်ပြီးထားတာဖြစ်ပါတယ်။ဟန်ကူကဲဆိုတော့ခါကြတော့ကိုရီးယားမှာပြောချင်တာကပြီးတော့ဒီကဒီအဲကိုကြတော့ကိုတို့တို့ သူကဘာသာပြန်မဲနဲ့မှားဆိုပြီးတော့ဘာသာပြန်မဲဘာလို့လဲဆိုတော့ခါကြတော့အဲ့ဒီအေရဲ့နောက်မှာဒီမှာဣဒါတို့အပ်ဒါတို့ရှိတဲ့အခါမှာဆိုလို့ရှိရင်တော့သူကမှားဆိုပြီးတော့ဘာသာပြန်ပေးရမယ်။အဲဒါကဣဒါဆိုတာကရှိသည်အပ်ဒါဆိုတာကကြတော့မရှိဘူး။အဲဆိုတော့မှားရှိသည်မှားမရှိဘူးဆိုပြီးတော့ဘာသာပြန်ပေးရမှာ။ကိုရှိသည်ဒိုးရှိသည်တို့ အဲ့ဒီလိုမျိုးကြီးဘာသာပြန်เสียရမလိုပါဘူးဟုတ်ပြီနော်ဒါဆိုတော့ခါကျအဲရဲ့နောက်မှာဣဒါရောအော့ဒါရောရှိရဲဆိုရင်တော့အဲ့ဒီက A ကိုမှားဆိုပြီးတော့ဘာသာပြန်ပြရမယ်လို့တည်ထားမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမှာ oppa က hangukae isso ရောအကူကကိုရီးယားမှားရှိပါတယ် oppa က hangukae isso ရော အကူကကိုရီးယားမှာရှိပါတယ်ဒီ isoyu ကဒီမှာ ita ita ကနေပြီးတော့ပြောင်းထားတဲ့ယူပုံစံဖြစ်ပါတယ်ဟုတ်ပြီနော်ဟုတ်ပြီနောက်တစ်ချောင်းကြည့်မယ်ဒီမှာ notebooki chesan wie of so yo laptop ကဇပွဲပေါ်မှာမရှိပါဘူးဟုတ်ပြီနော် notebook ဆိုတာကကြတော့ laptop ဒါကြတော့ chesan wie ဆိုတာကြတော့ဇပွဲပေါ်မှာ of so yo ဆိုတာကြတော့မရှိပါဘူးဒီမှာဒါဆိုလို့ရှိရင်ဒီမှာ chesan wie ဆိုတာကြတော့ဇပွဲပေါ်မှာအဲ့ဇပွဲပေါ်မှာဒီမှာ a ဆိုတဲ့နာမှာ of တာရှိတာဖြစ်တဲ့အတွက်ဒီနေရာလေးကို ို့လဲမာဆိုပြီးတော့ဘာသာပြန်ပေးရမှာဖြစ်ပါတယ်အဲရဲ့နာမှာ either of the ရှိရင်မာဆိုပြီးတော့ဘာသာပြန်ပေးရမှာဖြစ်ပါတယ်မာကိုတို့ဟလာကိုတို့မာအဲ့ဒီထဲကနေမှသူကဒီဟာမာဆိုတဲ့စကားလုံးလေးနဲ့ဘာသာပြန်ပေးရမှာဖြစ်ပါတယ်ဒီမှာ notebook ကြီး chess wire of so ရော laptop ကစပွဲပေါ်မှာမရှိပါဘူးဆိုပြီးတော့ဒီလိုမျိုးလေးဘာသာပြန်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့ဆိုတော့ခါကြတော့ဒီမာဆိုလို့ရှိရင်ပြောချင်တာကသူက အဲရဲ့နောက်မှာသူကကိုဒါမှမဟုတ်တို့လို့ဟာဒါမှမဟုတ်ရင်မှားဆိုပြီးဘာသာပြန်တာကိုမှဒီအဲရဲ့နောက်မှာဒီမှာဂါတာနောက်ဒီမှာအဲရဲ့နောက်မှာအိုတာ နောက်ဒီမှာဆိုလို့ရှိရင်အဲရဲ့နောက်မှာဒါနီတာဆိုတဲ့သွားတဲ့သွားဒီလာဒီတက်ရောက်ဒီဆိုတဲ့ဒီစကလုံးလေးတွေလာတယ်ဆိုလို့ရှိရင်ဒီကရိယာတွေလာတယ်ဆိုရင်တော့ကိုဒါမှမဟုတ်တို့ဆိုပြီးတော့ဘာသာပြန်ပေးရမှာဖြစ်ပြီးတော့ဒီအဲရဲ့နောက်မှာဣဒါရို of ဒါရို့လာတယ်ဆိုလို့ရှိရင်တော့မှားဆိုပြီးတော့ဒီအဲကိုမှားဆိုပြီးတော့ဘာသာပြန်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါလေးကိုမှတ်ထားမှတ်ထားဖို့လိုပါတယ် ဟုတ်ပြီနောက်ပြီးတော့ခါကြတာဒီမှာအချိန်နဲ့ပတ်သက်ပြီးတော့ AO အသုံးပြုတာလေးကိုထပ်ပြီးတော့သင်ပေးပါမယ်။ဒီမှာဆိုလို့ရှိရင် Helicopter ရဲ့ခန္ဓာရီမှာ Achimol Manasa ကို Mogoyo စားပါတယ်။ဒါဆိုလို့ရှိရင်ဒီမှာ Helicopter ဆိုတာကခွန်ရှိဆိုတာကကြတော့နာယီ Helicopter ဆိုတာကခန္ဓာရီအဲ့ဒီနာယီရဲ့နာမှာဒီမှာ A ဆိုတဲ့ဇကဇက်လေးကိုထည့်ပြလိုက်တာဖြစ်တယ်ဟုတ်ပြီနော်။အဲဆိုတော့ခါကြ Helicopter ခွန်အဲကြတော့ Helicopter ရဲ့ဆိုတာကတော့ခန္ဓာရီမှာ Achimol Manasa ကို Mogoyo စားပါတယ်။ဒါကြတော့အချိန်ရဲ့နောက်မှာ အဲကပ်ပြီးတော့အသုံးပြုပေးတာဖြစ်ပါတယ်အချင်းရဲ့နောက်မှာ ကက်ပေးတာကတော့ဒီနေရာမှာကျတော့ခွန်နာရီမှမနက်မနက်စာကိုစားပါတယ်ဒီလိုမျိုးလေးဘာသာပြန်ပေးရမှာပေါ့ဟုတ်ပြီနော်ကိုတို့တို့ပြောမယ်ဆိုလို့ရှိရင်တော့ဝါချာကဘာသာပြန်တဲ့အခါမှာထထောက်ကြီးဖြစ်နေမှာအဆင်မပြေတော့ဘူးဟုတ်ပြီနော်အဲဆိုတော့အခါကျတော့ ilkop shi ရဲ့ achimol mogo ရောခွန်နာရီမှမနက်စာကိုစားပါတယ်ဆိုပြီးဒီလိုမျိုးလေးဘာသာပြန်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီနော်တကြောင်းကဒီမှာဂျန်နန်ထိုယိုအီးတဲ့ရောင်းဝါရုပွားရောကျွန်တော်ကတော့စနေနေ့မှာရုပ်ရှင်ကိုကြည့်ပါတယ်ဒီဝါချာလေးထဲမှာကကျတော့ဒီမှာအချိန်ရဲ့နောက်မှာအေကိုထည့်ပေးတာက ကဒီမှာထိုယိုအီလီဆိုတာကကြတော့စနေနေ့အဲ့ဒီစနေနေ့ဆိုတဲ့အချိန်ဒီအချိန်ရဲ့နောက်မှာအချိန်နောက်ရဲ့နောက်မှာပေါ့နော်ဒီမှာ A လေးကိုကပ်ပေးထားတာဖြစ်ပါတယ်ချိုယိုအီးတယ်ဆိုတာကြတော့စနေနေ့မှာဟုတ်ပြီနော်မာဂျွန်နန်ချိုယိုအီးတယ်ရောင်းဝါရုပါရောကျွန်တော်ကတော့စနေနေ့မှာရုပ်ရှင်ကိုကြည့်ပါတယ်ဆိုပြီးတော့ဒီနောက်ရဲ့နောက်မှာအချိန်နောက်ရဲ့နောက်မှာ A ကိုကပ်ပြီးတော့ခါကြတော့အသုံးပြုလို့ရပါတယ်ဟုတ်ပြီနော်ဒီမှာဘိုဒါဆိုတာကကြည်တီကြည်တီကိုဒီမှာရေပုံစံပြောင်းထားတာကဘွာယူနော် ဟုတ်ပြီအဲ့ဆိုလို့ရှိရင်တော့ဒီမှာ now now ရဲ့နောက်မှာ a ကပ်ပြီးတော့အသုံးပြုတာဒါကကြတော့အချိန်နဲ့ပတ်သက်ပြီးတော့အဲ့ဒါဒီ now now ရဲ့နောက်မှာအချိန် now ရဲ့နောက်မှာ a ကပ်ပြီးတော့အသုံးပြုတဲ့ပုံစံဖြစ်တယ်အပေါ်ကကြတော့သူကမာကိုတို့ဆိုပြီးတော့ဒီမှာနေရာရဲ့နောက်မှာနေရာရဲ့နောက်မှာအသုံးပြုပြီးတော့ဒီအမှာပေါ့နောက်ရနေရနောက်ရနောက်မှာအေကက်ပြီးတော့အသုံးပြုပြီးတယ်အသုံးပြုပေးထားတဲ့ဒီတရားပုံစံလေးတွေဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီတရားပုံစံလေးကိုတည်တည်ချာချာအစားဆုံးတည်ချာလေးပြန်ပြီးတော့ ့လေ့လာပါလို့ပြောချင်ပါတယ်ဟုတ်ပြီနော်ဒီမှာဒီမှာလောကြလေးဖတ်ကြည့်အောင်မယ်နော်ဂျော်နယ်မေအီဟာကျိုရဲ့ခါယိုကျွန်တော်ကတော့နေ့တိုင်းအကြောင်းကိုတွားပါတယ်ချင်းကူကရှစ်တန်းငယ်ဝါရောတငယ်ချင်းကစားတော့ဆိုင်ကိုလာပါတယ်အဘော်ကြီးကဝှက်စားရဲ့တာညော်ရောအဖေကကုမ္ပဏီကိုတွားပါတယ်ဥပ္ပါကဟန်ကူကဲအစ်စော်ရောအကူကကိုရီးယားမှာရှိပါတယ် နော်ထူပူကီရှင်းအချက်ဆန်းမှုရဲ့ option ရောလက်တော့ကစပွဲပေါ်မှာမရှိပါဘူးဒီကုပ်ရှိရဲ့အချက်မှုမော်ကောရောကိုရိုနာရီမှာမနက်စာကိုစားပါတယ်ကျွန်တော်ထယိုဤတဲ့ရောင်းဝါရုပါရောကျွန်တော်ကတော့စနေနေ့မှာရုပ်ရှင်ကိုကြည့်ပါတယ်ဟုတ်ပြီလားဒါဆိုလို့ရှင်တော့ဒီဝါကြလေးတွေကိုဖတ်ပြီးတော့ဒီသတာလေးတွေကိုတည်တည်ချာချာလေ့လာပါလို့ပြောချင်ပါတယ်အားလုံးအဆင်ပြေကြပါစေရှင်သတာလေးတွေတည်ချာလေ့လာပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်